ီဆက်သနာလောင်းနဲ့ဆိုရင်ကိုပဲအထီးကိုင်းမှုရှိတယ်အန္တရာယ်များတယ်ပေါ့နော်တန်ချက်ချင်းပြက်ကြနိုင်တဲ့အနေအထားမျိုးကြီးရှိတယ်အနာဒိန်းစစ်တပ်ရဲ့မကွေးလေတပ်ကနေဂျန်ရိုကော်ပတာယန်စီအီဘီလာ24ရက်နေ့မှာ ပြန်တက်မောင်းနှင်မှုရှိခဲ့ပြီးတဲ့နောက်အနာဒိန်းစစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုတွေမှာဂျန်ရိုကော်ပတာတွေကိုအုံပြူလာနိုင်ွယ်ရှိတယ်လို့ခံမှန်းတုံ့တက်ချက်တွေရှိနေပါတယ်။အနာဒိန်းစစ်တပ်ဟာမတ်လလောက်ခရဲကနေပြီးတော့မှဂျန်ရိုကော်ပတာမောင်းနှင်မှုတွေရှိခဲ့တယ်လို့အနာဒိန်းစစ်တပ်ရဲ့ လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့ဝင်ဟင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။မကွေးလေတဟာနေပြည်တော်ရဲ့နောက်မှာဂျန်ရိုကော်ပတာယင်ပြန်တမ်းမောင်းနေမှုပထမဦးဆုံးပြုလုပ်ခဲ့တာကြောင့်အာနာဒိုင်းစစ်တပ်ဟာအညာဒေတာလေကြောင်းတိုက်ခိုက်မှုတွေမှာဂျန်ရိုကော်ပတာယင်တွေကိုအတုံးပြူလာနိုင်တယ်လို့တုံတက်မှုတွေရှိနေပါတယ်။ဒီဂျန်ရိုကော်ပတာယင်တွေဟာရခင်ကမြန်မာစစ်တပ်တုံးလေးတုံထားမှရှိတဲ့ယင်မျိုးစားဖြစ်ပြီးမောင်းနေမှုဟာပိုင်လော့လိုအဆင့်ရှိတာကြောင့်လေဒီခုံတင်တန်းတက်ရောက်ပြီးတဲ့သူတွေဒါ မောင်းနေမှုဖြစ်နိုင်တယ်လို့ CDM ဘူကြီးစင်ရော်ကတုံ့တက်ပါတယ်။ CDM ဘူကြီးစင်ရော်ကတော့အနာဒိတ်စစ်တပ်ကဂျိုင်ရိုကော်ပတာယာဉ်တွေကိုအတုံးပြူလာခဲ့ရင်တောင်ဒီယာဉ်မျိုးစားတွေမှာအာနက်ဂျက်တွေလည်းရှိနေတဲ့အကြောင်းကိုခုလိုပြောပြထားပါတယ်။အာနက်ဂျက်တော်များတော့ကင်းထောက်တာနဲ့ဘုံကျဲတာပေါ့နော်ပြီးရင်လေရင်ဘောကနေတနက်နဲ့ပြစ်တာမျိုးပေါ့အဲ့လောက်မျိုးလောက်ပဲအဲလုံးလို့ရမယ်ဗျာတော်တော်အားနေချက်တော်တော်များတယ် အဲဆက်စစ်ကောင်စီကလေကြောင်းရေးတာမှုကိုအသုံးပြုကျင်နေဆိုပေမဲ့ဒီလိုဟာမျိုးတွေကကျွန်တော်ဒီဒုတိယကဘာစစ်နဲ့တချို့နိုင်ငံတွေမှာဒါအပျော်စီးအဆင့်လောက်ပဲရှိတယ်ပေါ့နော် professional အဆင့်မရောက်ဘူးခင်ဗျာဟောဂျိုင်ရိုကော်ပတာယင်မျိုးစားတွေရဲ့ရွှေလျားမောင်းနေမှုဟာစက်တက်လေဒီယင်တွေထက်ပုံမကောင်းမွန်ပေမဲ့အတန်ပိုကျပြီးကြီဖောက်နိုင်တဲ့တထုရယ်တွေနဲ့တိဆောက်ထားတယ်လို့သိရပါတယ်ဂျိုင်ရိုကော်ပတာကနေဘုံကြီးတွေလက်နက်ငယ်တွေနဲ့ကြဲချပစ်ခတ်မှုတွေပြုလုပ်နိုင်ပေမဲ့ မြေပြင်ကနေလည်းစက်တနက်နဲ့ဒီရင်တွေကိုပြက်ကြတဲ့အထိပြန်လည်ပစ်ခတ်နိုင်တယ်လို့ဗိုလ်ကြီးစင်ရော်ကဆိုပါတယ်ဆော်လျက်ပြောသလိုနေကြမရေးတာမှုဒုတိယကမ္ဘာစစ်တိုင်နဲ့တွားလာကျွန်တော်တို့ဘက်ကတော့ပေါ့တော့ပေါ့လို့မရဘူးเนาะဒါပေမဲ့ပြစ်ချလို့ရတဲ့နေရာကောင်းနေအများကြီးရှိပါတယ်သူက body ဖင်နေရာပဲမှန်မှန်ကျွန်တော်တို့ဒီလင်းမြန်လေးလိုဒီတိုက်နေရင်လိုပေါ့နော်ဒီကြီးမဖောက်နိုင်တဲ့တတ်မှုမျိုးနဲ့လောက်တာမဟုတ်ဖ ೇನೆ လားအပေါ်သားရင်ဆိုတော့သူ့ရဲ့ဟာကကျွန်တော်တို့ဒီဆက်တနက်လောက်နဲ့ဆိုရင်ကိုပဲမထိခိုက်မှုရှိတယ် အန္တရာယ်များတယ်ပေါ့နော်တန်ချက်ချင်းပြက်ကြနိုင်တဲ့အနေအထားမျိုးကြီးရှိတယ်အောက်ကနေကောင်းကောင်းကြီးပြချလို့ကောင်းပါလေဗျဟုတ်ကဲ့ကျေးဇူးပါဗျစတက်လေဒီလို့ခေါ်တဲ့ပါရာမော်တာယာဉ်တွေကိုအနာဒိစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေမှာ2024နှစ်ကုန်ပိုင်းကစလို့အတုံးပြုခဲ့ပြီးတဲ့နောက်အချမ်းဖတ်စစ်တပ်ဟာလေရင်စီအခက်ခဲနဲ့လေရင်ပြန်တမ်းမှုကုန်ကြားဆေးကိုရှော့ချဖို့အတွက်အတုံးပြုလာတာဖြစ်တယ်လို့တုံ့တက်မှုတွေရှိခဲ့ပါတယ်။အမှန်တကယ်မှာအနာဒိစစ်တပ်က လေကြောင်းတိုက်ခိုက်မှုမှာဒီရင်တွေကိုကြားညက်အုံပြူလာရတဲ့အကြောင်းပြချက်ကဒီထက်ပိုနိုင်ပါတယ်။အနာတိုင်းစစ်တပ်လေကြောင်းတိုက်ခိုက်ရာမှာအုံပြူနေတဲ့ Jet Fighter နဲ့ဝိုင်းတွဲလေယာဉ်တွေဟာမောင်းနှင်ချိန်နာရီတက်မှတ်မှုတွေရှိပြီးတက်မှတ်နာရီပြည့်ပြီးတဲ့နောက်မှာဆိုရင်အကြီးစားမမှတ်မှုပြင်ဆင်မှုတွေပြုလုပ်ရလိမ့်ရှိပါတယ်။မြန်မာနိုင်ငံအနှံ့အပြားကိုနေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေရတဲ့အနာတိုင်းစစ်တပ်ရဲ့တိုက်ခိုက်ရေးယာဉ်တွေဟာမုံမှန်ပြင်ဆင်မှုတွေပြုလုပ်ဖို့မောင်းနှင်ချိန် တက်မှတ်နိုင်ပြီဖို့နီးကပ်လာတာကြောင့်လဲဒီရင်တွေကိုကြားညက်အတုံးပြူလာတာဖြစ်နိုင်တယ်လို့ဗိုလ်ကြီးစင်ရောက်ကတုံ့တက်ပြထားပါတယ်